ငလင်းလောက်ခတ်မှုကြောင့်ဩဒရသေးရဆေးရုံပြိုကျမှုအတွင်ပိတ်မိနေတဲ့အသက်ကြီးအမျိုးသမီးတဦးကိုငလင်းလောက်ခတ်ပြီး36နာရီကျော်အကြာမလ30ရက်မနက်၄နာရီခန့်မှာအသက်ရှင်လျက်ကဲထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါဗျ။ငလင်းလောက်ခတ်မှုကြောင့်နေပြည်တော်မှာရှိတဲ့ဩဒရသေးရဆေးရုံပြိုကျမှုအတွင်ပိတ်မိနေတဲ့အသက်ကြီးအမျိုးသမီးကိုတရုတ်နိုင်ငံယူနန်ပြည်နယ်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့နဲ့မြန်မာနိုင်ငံကကုညီကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီးအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ မြန်မာနိုင်ငံမှာအင်အားလုံးပြင်းထန်တဲ့ငလင်လှုပ်ခတ်ခဲမှုကြောင့်ငလင်ဘေးဒဏ်သင်ခဲ့ရတဲ့ဒေသတွေမှာကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာပအဝေးကုညီဆောင်ရွက်ပေးနိုင်မှုအတွက်တရုတ်နိုင်ငံရင်းနှီးပြင်းတဲ့ကယ်ဆယ်ရေးစေကူတောင်မှုအဖွဲ့ကအဖွဲ့ဝင်38ဦးပါဝင်တဲ့အဖွဲ့ဟာမလ29ရက်မနက်6:00နာရီခန့်မှာကိုမင်းမြို့မှာရှိတဲ့ပြည်ပဆိုင်ရာလေဆိပ်ကနေအသက်ကယ်ကရိယာ live data တွေငလင်းကြိုတင်တတိပေးစနစ် အကွစ်အားလီဝမ်နင်းစနစ်တွေခီးဆောင်ဂျူတို့ပေါ်တဘယ်ဆက်တလိုက်တွေနဲ့ဒရုန်းတွေအပါအဝင်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေစုစုပေါင်း132စုံတည်ဆောင်ပြီးမြန်မာနိုင်ငံကိုထွက်ခွာလာတာဖြစ်တယ်လို့သိရပါဗျ။အဆိုပါတရုတ်နိုင်ငံယူနန်ပြည်နယ်ကယ်ဆယ်ရေးစေကူတောင်မှုအဖွဲ့ဟာနေပြည်တော်မှာမြန်မာနိုင်ငံကကုညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးလျက်ရှိရာအော်တရာသေးရီအထွေထွေယောဂကုဈေးရုံကြီးအတွင်ပိတ်မိနေသူတက်ကြီးအမျိုးသမီးတအုပ်ကိုမလ30ရက်မနက်၄နာရီခန့် ငလင်းလောက်ခတ်ပြီး36နှစ်အကျော်ကြာမှာမြန်မာနိုင်ငံကကိုညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးအသက်ရှင်လျက်ကဲထုတ်ပေးနိုင်ခဲ့ကြောင်းနဲ့ကိုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါဗျ။